ဆယ်စုနှစ်တခုကြာရန်ကျွေးနဲ့တူပြင်ရင်ဆိုင်ခဲ့ကြတဲ့ Costa နဲ့ Scarter ပေးသမျှလုံးပဲမင်္ဂလာပါဘောရီဘက်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် Chelsea Foundation ရဲ့ရန်ပုံငွေအတွက်မင်းညားက Chelsea ကဏ္ဍဝင်အသင်းနဲ့ Liverpool ကဏ္ဍဝင်အသင်းတို့ London မြို့က Stamford Bridge ကွင်းမှာချစ်ချည်ပွဲကစားခဲ့ကြပြီး Liverpool ကဏ္ဍဝင်အသင်းကတကူးကိုမရှိတဲ့နိုင်ရာရှိခဲ့ပါရယ်ပရိသတ်3-0ကျော်လာကြည့်ခဲ့တဲ့ဒီပွဲမှာ Chelsea ကဏ္ဍဝင်အသင်းအတွက် Peter Cech, McKinley, Hazard, Maluda, Costa, John Terry, Mikel, Jogo ဒက်ဆယ်လီကူတီစီနီအစရှိတဲ့ကစားမဟောင်းတွေကစားခဲ့ပြီးလေဘာပူတင်ရဲ့ကဏဝင်တင်းအတွက်ပီပီရီနာစကာတဲကယ်လီဘီနာရောင်ဘာဘဲကတ်လန်အော်ရယ်လီယိုကာလာဗန်ပီနက်အစရှိတဲ့ကစားမဟောင်းတွေကစားခဲ့ပါတယ်လေဘာပူတင်အတွက်တလုံးတည်းသောအနိုင်ဂိုးကိုဘာဘီကပွဲပြီးကန်ဒီမာမာသူယူပေးခဲ့တာပါမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက်ဘော်ဒီဘက်လာပါပြီ ဒီပွဲမှာပြောစရာဖြစ်ခဲ့တာကချက်စီတက်စစ်မှုဟောင်းဒီကိုကော့စတာနဲ့လီဗာပူးနောက်ခံလူဟောင်းကာစတဲတို့ထိတ်တဲရန်ဆောင်တွေ့ခဲ့ကြတာဖြစ်ပြီးဒန်လူကြီးကအလင်းအမြန်ဂျာဝင်ကကော့စတာကိုဝါကပ်ပြသခြင်းနဲ့ဖြည့်ရှင်နိုင်ခဲ့ပါတယ်။ဒီကစားသမားနှုတ်ကလွန်ခဲ့တဲ့ဆယ်နှစ်ဖြစ်တဲ့2015ခုနှစ်လီဖလာတတရားဆင်ချက်စီလီဗာပူးပွဲမှာအကြီးအကျယ်အချင်းများခဲ့ဘူးသူတွေဖြစ်တာကြောင့်ပြည်ထောင်မီဒီယာတွေကအရင်ဖြစ်နဲ့ပြန်ပြီးတော့ချိတ်ဆက်ဖော်ပြခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းကကော့စတာဟာလေဘာဘူးကစားသမားတွေဖြစ်ကြတဲ့အမ်ရီချန်နဲ့စကာရီတို့ကိုတန်နင်းခဲ့ပေမဲ့ဒန်လူကြီးကမမြင်ခဲ့တာကြောင့်ပွဲကစားချိန်အတွင်းအရေးယူမှုကနေကင်တော့ခဲ့ပါရယ်။ဒါပေမဲ့ FA ရုပ်တံပြကွက်တွေပြန်လည်ကြီးကြီးစစ်စစ်မှုအရပြင်းမှုကျွလွန်ကြောင်းထင်ရှားလို့ကော့စတာဟာ၃ပွဲပဲပြည့်တန်ချမှတ်ခြင်းခံခဲ့ရပါရယ်။အခုတစ်ချိန်ကော့စတာနဲ့စကာတေရန်ဆောင်ခဲ့တာကလွန်ခဲ့တဲ့စနေကလောက်မပြင်းထန်ပေမဲ့ချီချီရဲ့ရန်ပုံငွေပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာတော့အကြီးတန်းစရာဖြစ်ခဲ့ရပါရယ်။အစွန်တီကြည့်ပေးကြလို့အားလုံးကိုကျေးဇူးများတင်ပါရယ်။